English ကိုအခုမှစပြီးတော့လေ့လာမယ် learner day ပြီးတော့အခြေခံအနေစပြီးတော့လေ့လာမယ် learner day အနေနဲ့ဘယ်အနေစပြီးတော့လေ့လာရမလဲဘယ်လိုလေ့လာရမလဲဆိုရဲမိခွန်းကတော်တော်အမီးများတဲ့မိခွန်းဖြစ်တယ်ဗျာဖြစ်ချင်တော့မကြခင်မှ learner တယောက်မိသားမိခွန်းလေးလည်းတွေ့လိုက်သေးရဲ့ English ကိုအခုမှစပြီးတော့လေ့လာ learner day အနေနဲ့ grammar ကိုစပြီးတော့လေ့လာတင်လား vocab ကိုစပြီးတော့လေ့လာတင်လားအဲ့ဒါပြီးရင်ရောဘာတွေကိုဘယ်လိုစပြီးတော့လေ့လာရမလဲဆိုတာတဆင့်ချင်းစီရှင်းပြပေးပါအောင်လို့မိသားမိခွန်းလေးပေါ့နော်ဒီမိခွန်းရအဖြေက learner တို့လည်းသိချင်ကြမယ်ထင်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့ video မှာဒီအကြောင်းလေးသိ ချာလေးဆွေးနွေးပြသွားပါမယ်။တနည်းအားဖြင့် English ကိုအခုမှစပြီးတော့လေ့လာရတဲ့ learner day အခြေခံကနေစပြီးတော့လေ့လာရတဲ့ learner day အနေနဲ့ဘယ်ကနေစပြီးလေ့လာရမလဲ။ဘယ်လိုလေ့လာရမလဲပေါ့နော်။ဒီအကြောင်းတခြားလေးပြောပြပေးသွားပါမယ်။ So စကြအောင်ဒီကြားလေ English လေ့လာဖို့အကောင်းဆုံးနည်းလမ်းက skill တွေအကုန်လုံးကိုတပြိုင်နက်တည်းစုပေါင်းပြီးတော့လေ့လာခြင်းဖြစ်ပါတယ်။ပြောချင်တာ skill တစ်ခုစီတစ်ခုစီကိုတီချာခွဲပြီးတော့လေ့လာခြင်းဟာ ကောင်းတဲ့နီလာမဟုတ် speaking ကောင်းချက်လို့ speaking ကြီးပဲထိုင်ပြီးတော့လေ့ကျင့်နေတာကောင်းတဲ့နီလာမဟုတ်ဘူး grammar ကြီးပဲထိုင်ပြီးတော့လေ့လာနေတာ vocab အားနဲ့လို့ vocab ကြီးပဲထိုင်ပြီးတော့လေ့လာနေတာကောင်းတဲ့နီလာမဟုတ်ပါဘူးအဲ့ဒီစာ skill တွေအကုန်လုံးကိုတပြိုင်နက်တည်းစုပေါင်းပြီးတော့လေ့လာတာအကောင်းဆုံးဖြစ်ပါတယ် and ဒုစာကဟိုအခြေခံနေစပြီးလေ့လာမဲ့လူတွေအတွက်ချက်ချင်းမှမဟုတ်ဘူးเนาะ english ကိုဒီထက်ပိုကောင်းတဲ့အဆင့်တစ်ခုရောက်အောင်မြင့်တင်ခြင်းနဲ့ဆိုရဲလူတိုင်းအတွက်အကောင်းဆုံးနီလာဖြစ်ပါတယ် skill တွေအကုန်စုပေါင်းပြီးတော့လေ့လာနေပါ skill တွေအားလုံးစုပေါင်းပြီးတော့ဒပြိုင်နက်ထဲလေ့လာဖို့ဘာလို့အရေးကြီးရလဲဆင်အဓိကအကြောင်းအရဒီလိုပါ skill တစ်ခုနဲ့တစ်ခုဟာဆက်စပ်မှုရှိပါတယ်ပြီးတော့ skill တစ်ခုမှာအာနေရဲဆိုတာအခါများဆုံးမှာဒီ skill မှာပဲအာနေတာမဟုတ်ဘဲနဲ့ကျန်တဲ့ skill တွေမှာပါအာနေနေတာဖြစ်နိုင်ပါတယ်ဥပမာပြရမယ်ဆင်ဗျာနားတို့ speaking အာနေရဲဆိုပါဆိုအဲ့ဆင် speaking အာနေရဲအဓိကအကြောင်းအရဟာ speaking အာနေတာချက်ချင်းမဟုတ်တိလာကျန်တဲ့အပိုင်းတွေမှာပါအာနေနေတာဖြစ်နိုင်တယ်ပြောချင်တာ vocab မှာအာနေနေတာဖြစ်နိုင်တယ်ဆိုတော့စကားလုံးนี่မသိမှာတော့ဘယ်လိုပြောရမှန်းမသိဘူး speaking အာ နဲ့ရောဟာနော်ဒီတော့ learner တို့ဟာ speaking ကောင်းချင် vocab လေ့လာမှရမယ်တစ်ဆတည်းမှာ grammar အားနဲ့လို့လဲစကားမပြောတတ်တာဖြစ်နိုင်တယ်ဥပမာဝကြတွေ broken ဖြစ်တာအော်ဝကြမစီတတ်တာအဲ့တော့ learner တို့ဟာ speaking ကောင်းချင် grammar လဲလေ့ကျင့်မှရမယ်ဒါပေမဲ့ grammar တစ်ခုတည်းထိုင်လေ့ကျင့်ရမှာမဟုတ် vocab တစ်ခုတည်းလေ့ကျင့်ရမှာမဟုတ် speaking တစ်ခုတည်းထိုင်လို့ရမှာမဟုတ်တပြိုင်နက်တည်းတွန်တွဲပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်ဖြစ်ချင်တော့ဒီ grammar နဲ့ vocab ပိုင်းလေ့လာဖို့အကောင်းဆုံးနည်းလမ်းက reading ဖြစ်တာပဲတလား reading ကဘာလို့ကောင်းရလဲဆိုတော့ဒီလိုပြကျွန်တော် vocabulary လာတဲ့အခါမှာဗျာဥပမာတချို့တွေစကားလုံးတွေကို listener လေ့လာကြရရှိရအဲ့ဒါအာမဘေကောင်းတဲ့နည်းလမ်းမဟုတ်ဘူးဘလို့ဆိုတော့လေ့လာတာအတိတ်ပဲမရှိဘူးပြင်စရာပြီးရင်မိလွယ်တယ်ပြန်မနှွေးရင်ပိုတော့ဆိုမှာ ီးတော့ပြန်နွေးဆိုတဲ့အခါမှာလဲဘလောက်ထိနွေးမနိုင်မလဲဆိုတာလေရှိသေးတယ်။ဥမာအရင်တစ်ပတ်ကလေ့လာခဲ့တာပြန်နွေးလေးရတယ်။အရင်တစ်လလေ့လာခဲ့တာပြန်နွေးအောင်မလာရသေးဘူး။အရင်နှစ်လထိရသေးတယ်။လွန်ခဲ့တဲ့6လတုန်းကလေ့လာခဲ့တဲ့ vocab တွေအခုပြန်ပြီးတော့အကုန်နွေးမဆင်ရောဒါမဖြစ်နိုင်တော့ဟာနော်ဆိုတော့ဒီစကလုံးတွေကိုမကြမကြထိတွင်းနေမှာရတယ်ဒါမှလည်းဘလို့သုံးလဲဆိုတာလည်းသိမယ်ဒါမှလည်းကိုကိုယ်တိုင်လည်းအသုံးချတတ်မယ်အဲ့တော့အဲ့လိုမျိုးမကြမကြထိတွင်းနေဖို့ဘလို့သုံးလဲဆိုတာသိဖို့အတွက်အကောင်းဆုံးနည်းလမ်းကစာဖတ်ခြင်းအဲ့တော့လေ့လာထားတဲ့အရာတွေကိုမပြောက်ပြောက်အောင်ထိမ့်သိမ်းတာရယ်ဒီထပ်ပို့ပြီးတော့မှသိအောင်ရယ်လှုပ်ခြင်းကအကောင်းဆုံးနည်းလမ်းဟ ဟာ reading ဖြစ်တယ် and ဒီလိုမျိုးနီးနဲ့ grammar ဘိုင်းတွေလည်းသိသွားမယ်လေ့လာထားတဲ့ grammar တွေကိုလည်းကျွန်တော်မကြမကြတွေ့နေရမယ်ဝကြပုံစံတွေပေါ့နော်ဒါဆိုရင်ဒါတွေနဲ့ရင်းနှီးနေတော့ကိုယ်ကိုယ်တိုင်သွားမယ့်အချိန်တွေရောက်ပြီဆိုရင်ကွာသုံးတက်ပြီးသားဖြစ်သွားမယ် so အဲ့ဒီအတွက်လည်း reading လုပ်မှရတယ် so speaking ကောင်းချင်တာ reading လုပ်ဖို့အရေးကြီးသွားပြီ so skill အကုန်လုံးတွန်တွဲပြီးသွားပြီးရင်လေ့လာလိုက်တဲ့အရာတွေကိုတေချာစေဖို့စာရေးချမှတ်ရတယ်ဘာလို့လဲဆိုတော့ဗျာစာမရေးဘူးဆိုရင်သိထားတာတွေတစ်ခါလေတခွဲတပြားဖြစ်တတ်တယ်တစ်ခါလေမသိမချာဖြစ်တတ်တယ်တစ်ခါလေအမားလိုက်ကြီးမှတ်မိတာတွေရှိရဲဒါပေမဲ့ဒါတွေကိုစကားပြောတဲ့အ ်ခါတုံမဲ့စင်ရယ်လေထဲမှာပြောတဲ့စကားလေထဲမှာတင်ပြောက်သွားတယ်အမားပြင့်ခွန်းတော့မရောခါလီဆိုမလုံးမမမသိမလုံးမမတော့မသိမှာတော့ပြင်လို့မရတော့ဒါပေမဲ့စာနဲ့ရေးချလိုက်မှသာလင်းဒါဒီလိုတုံလို့ရရလို့လားဒီလိုတုံးရင်မှန်ပါမလားစသဖြင့်ကိုကဝေခဲဝေခွဲမိသွားတယ် and အမားတွေရှိခဲ့တယ်ဆိုရင်လည်းအလွယ်တကူပြုပြင်လို့ရသွားတယ်အဲ့လိုမျိုးနီးနဲ့ကိုရဲ့အမားတွေကင်းစင်အောင်တိထားရတွေအပိုင်ဖြစ်အောင်ကျွန်တော်ကလှုပ်ဖို့အတွက်စာရေးမှရမယ် speaking ကောင်းချင်တာနော် writing လှုပ်ဖို့လိုအပ်သွားရော you see skill အကုန်လုံးဆက်ဆံမှုရှိရယ် and finally listening ဒီတဲ့အတိုင်းပဲ speaking ကောင်းဖို့တော် listening ကောင်းဖို့လိုရယ်ဘလို့လုံးဆိုတော့အယူရှင်းဆုံးပြောမဲ့ဆိုရင်တစ်ဖက်လူဘာပြောလဲဆိုတာကွာတိမကွာဘာပြန်ပြောရမလဲဆိုတာတိမလေနော်ကွာနှစ်နဲ့ပြောချင်တာပြောရင်ငါငါပြောချင်တာပြောမဲ့ဆိုတာကောင်းတဲ့ communication တစ်ခုဖြစ်မှာမဟုတ်အဲ့တော့အ ਨੇ ဆုံးတစ်ဖက်လူဘာပြောလဲဆိုတာတိဖို့တော့ကျွန်တော်တို့ listening လုပ်မှရတယ်တစ်ဆက်တည်းမှာစကားပြောဖို့ပြောနည်းကိုတိဖို့အတွက်လည်းကျွန်တော်က listening လုပ်မှရတယ်အဲ့တော့ speaking တကယ်ကောင်းချင်ရင် listening လည်းလုပ်မှရရအောင်အဲ့ ော့ပြန်ပြောမယ်ဆိုရင် English ကောင်းချင်တယ်ဆိုရင် skill အကုန်လုံးကိုကြပြိုင်နဲ့ထဲစုပေါင်းပြီးတော့လေ့လာပါတကယ်လို့ကိုကအချိန်လုံးဝမရအောင်တရက်ကိုနိုင်ဝက်တစ်နိုင်တော့မှမနေထုတ်ရတယ်ပေါ့နော်အဲ့လောက်ထိအလုပ်ရှုပ်တယ်ဆိုရင်တော့ဘာလို့မလဲပေါ့နော်အာအဆင်တော့မတက်နိုင်အောင် maybe ကိုတက်ချင်တဲ့ skill ကိုပဲနည်းနည်းဖြတ်လန်းနည်းနဲ့လိုက်ပြီးတော့အဲ့ဒီနီလန်းကိုပဲအဲ့ဒီ skill ကိုပဲ focus ထားပြီးတော့လေ့လာပေါ့နော်ဥပမာ speaking တက်ချင်အခါကျရင်စကားကြီးပဲထိုင်ပြောပေါ့ကောင်းတဲ့နီလန်းတော့မဟုတ်ဘူးပေါ့နော် but တက်နိုင်ဒါပဲရှိရပါဘို့လေအာဒါမှမဟုတ်ရင် ကျွန်တော်အဲ့လိုလည်းမဟုတ်ဆရာ overall english ပိုကောင်းချင်တာလို့ဒီတွေးမိတာမျိုးဆင်တော့ reading လုပ်ပါအဲ့ဒါတော်တော်ကောင်းပါတယ်အဲ့လိုလေ like bell ဆောက်ပိုကောင်းမယ်ဆိုမှရှိဘူး english နဲ့ပိုကောင်းရင်ရရဆင်တော့စာဖတ်နေပါအဲ့ဒါတော်တော်ကောင်းတဲ့နီလန်းဖြစ်တယ်ဒါပေမဲ့တေချာတာကတော့ skill တွေအကုန်လုံးတပြိုင်နက်တည်းစုပေါင်းပြီးတော့လေ့လာခြင်းဒါအကောင်းဆုံးနီလန်းဖြစ်တယ် and အဲ့လိုမျိုးတရားထဲမှာပေါ့နော် skill တွေအကုန်လုံးတပြိုင်နက်တည်းလေ့လာဖို့ကြာမလွယ်ဘူးထင်တယ်အချိန်အများကြီးပေးရမှာနော်အဲ့ဆင်ဒီလိုလောက်လိုက်လေလေ့လာတဲ့အချိန်ကာလကိုတရက်တရက်လို့မတတ်မှတ်တော့ဘဲနဲ့တပတ်တပတ်ကို လေ့လာတဲ့အချိန်ကာလတစ်ခုအနေနဲ့သတ်မှတ်လိုက်ဆိုတော့တပတ်အတွင်း skill တွေအကုန်လုံးပါဝင်အောင်လေ့ကျင့်ဖို့လိုမှာပေါ့လေဗီဒီယိုကိုအနည်းချုပ်ပါမယ်ကျွန်တော် English လေ့လာတဲ့အခါဘယ်အဆင့်ကနေပဲလေ့လာသည်ဖြစ်စေအခြေခံကနေစပြီးလေ့လာသည်ဖြစ်စေနောက်ဆုံး advanced level ထိရောက်နေပြီဒီထက်ပိုပြီးတော့မှကျွမ်းကျင်ချင်တယ်ဆိုရက် learning တွေအတွက်ပဲဖြစ်စေ skill တွေအကုန်လုံးကိုတပြိုင်နက်တည်းစုပေါင်းပြီးလေ့လာခြင်းကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် ဒီဗီဒီယိုအစောမှာပြောဖို့တတိယတာတစ်ခုကဘယ်လိုလေ့လာရမလဲဆိုတော့အခုသိလိုက်ရပြီလေနော်ဒါပေမဲ့ဘာနဲ့လေ့လာရမလဲဆိုတာလဲမန်နေတော့သိချင်ကြမယ်ထင်တယ်။တနည်းအားဖြင့် skill အကုန်လုံးစုပေါင်းပြီးလေ့လာရမှာတော့ဟုတ်ပြီလေ။ဘာတွေနဲ့လေ့လာရမလဲ။ဘာသင်ရတဲ့လေ့လာရမလဲ။စလေစိတ်ဝင်စားကြမယ်ထင်တယ်။ And ဒီအကြောင်းတော့ကျွန်တော်နောက်နေ့ကျမှဗီဒီယိုတစ်ခုလုပ်ပြီးတော့တင်ပေးမယ်နော်။ဒီဗီဒီယိုအရန်ရှေ့သွားမှဆိုလို့လေ။ဆိုမလွတ်စေဖို့အတွက်တော့ကျေးဇူးပြုရဲ့ကျွန်တော်ရဲ့ page and channel ကို follow and subscribe လေးလေးလောက်ထားပေးရနော်။